မင်္ဂလာပါစစ်တော်သူများရှင်ဒီအပင်လေးကတော့ကျွန်တော်တို့ပါတိတ်ကမုံလို့လည်းခေါ်ပါတယ်အဲပါတိတ်ကမုံပင်လေးပါတကယ်ကိုအရောင်လေးကစူးစူးလေးနဲ့လာနေရပါဒီမှာဆိုရင်စိမ်းနဲ့ပန်းအောင်ဖြောချားလေးကိုစစ်တော်သူများမြင်ပါပါဒါလေးကကြတော့နေအောင်ထိတွေ့မှုနဲတဲ့အခါမှာဒီလိုမျိုးလေးဖြစ်ပြီးတော့ ကျွန်တော်တို့ပေါ့နော်မနေ့ကြီးနေရကိုပေါ့နော်ထိတွေ့ခွင့်ပေးမယ်ဆိုရင်တော့ခုလိုမျိုးပေါ့နော်တကယ်ကိုရောင်လေးကစူးစူးတောက်တောက်ကလေးဖြစ်လာတာပါရှင်အဲ့ဒီမှာဆိုရင် तू ဟာညနေနေရကိုတော့ तू ကမကြိုက်ပါဘူးမနေ့ကြီးနေရကိုပဲကြိုက်တာပါအဲဟိုပေါ့နော် तू ကဟိုရေလဲကြိုက်ပါလေရေလဲနေ့စဉ်လောက်ရမယ်အဲသို့တော်ညာလဲရေအများကြီးရေဝတ်တာမျိုးကိုတော့မကြိုက်ပါဘူးနောက်တစ်ခါက သူ့အောက်ခြေမှာကျမတို့တစ်စပန်းလိုပဲဥလေးတွေရှိရဲအဲ့ဒီကဥလေးတွေကနေမှာအစ်စ်အတက်တွေပြန်ပြန်ပြီးတော့ပွားတဲ့အပင်လေးဖြစ်ပါတယ်ရှင်သူကမိုးရင်းမှာပူပြီးရရှင်သန်ကြီးထွားတယ်ပြီးရင်ဆောင်းနှင်းမှာလည်းခိုင်းအမျိုးလှနေတယ်ခဲနွေရာသီကြရတော့သူကအရွက်ကလေးတွေကျသွားပါတယ်သူကအဲပူလွန်းတဲ့ရာသီဥတွေကိုတော့မကြိုက်ပါဘူးရှင်အဲ အဲအေးပြီးတော့ပေါ့နော်ပူနွေးတဲ့အရာတခုမျိုးလေးကိုကြိုက်ပါတယ်ပူညင်းတာကိုတော့မကြိုက်ပါဘူးသူကနေအောင်ရရင်အရွက်ကလေးတွေကပိုးလာပါတယ်ရှင်ဒီနောက်တစ်မျိုးပင်လေးရတော့ဒါ kiss me ပင်လေးပါအဲသူကကြတော့ kiss me ပင်ကရောင်စုံလေးတွေရှိတယ်အဲကျဲဥပေါရောင်လေးတွေကနောက်တကဟိုပေါ့လိန်မော်ရောင်လိုလိုပေါ့နော်ရောင်လေးတွေရောအဲဒီပင်လေးကတော့ကျမတို့ပေါ့နော်သူက ညောင်မျိုးစုံလည်းရှိရဆိုတော့သူရဲ့ပုံတံလေးတွေကလည်းမျိုးစုံရှိနေရပါရှင်။အဲဒီမှာဆိုရင်မလေးစကားပဲလေဒီပင်လေးကကြတော့ကျမတို့စပယ်ပင်လေးပါ၊ပုပ်ပုပ်စပယ်လေးပါ။တကယ်ကိုပဲသူကနော်ဟိုဟာခိုင်းတက်တီဖြားပြီးတော့ပွင့်နေတာပါ။ရင်းနှန်းကလည်းတင်းပြက်မာတယ်။စပယ်ရဲ့သဘောတရားကကြတော့သူကရေကြိုက်တယ်၊နေကြိုက်တယ် အဲရေနဲ့နေကိုပြပြဝဝရရင်အပူတွေဝဝစစစာနဲ့ပွင့်ပါတယ်။ကျမရဲ့ပင်နိုင်နီးလန်းဖြစ်တဲ့ပေါ့နော်။စံစေးကြီးညသိကြီးပေါ့နော်။စံစေးကြီးကိုဟိုပေါ့နေချင်းကြီးကိုမလောင်းမဲနဲ့ပေါ့နော်။လင်းနာရက်လောက်ထားပြီးတော့စံစေးကြီးကိုလောင်းပါတယ်။အဲ့ဒါဆိုရင်အနံလည်းပိုမွှေးတယ်လို့ပဲ။အပူတွေလည်းပိုပြီးတော့အများကြီးထွက်လာပြီးတော့တကယ်ကိုပြီးတော့အမြန်ဆိုင်ဆိုင်နဲ့အပွင့်လေးတွေရပါတော့။ တကယ်ကိုပဲဒီအများကြီးအများကြီးအများကြီးပေါ့နော်ပွင့်ပြီးတော့အဲစိတ်ကျင်းတဲ့အားရမှုကိုရရှိစေပါတယ်ဒီစပယ်လေးတွေဟာမိုးရင်းမှာတော့ပိုးပြီးတော့ပွင့်ပါတယ်သူကမိုးရေကိုလည်းကြိုက်တယ်နောက်တစ်ခါနေအောင်ကြီးရရှိမှုကိုလည်းကြိုက်တယ်နေနဲ့ရေနဲ့အပေးမှန်လို့ရှိရင်အဖူးတွေအများကြီးထွက်ပြီးတော့ပွင့်တဲ့အပင်လေးဖြစ်ပါတယ်ရှင်အလုံးကိုကျေးဇူးတင်လေးပါရှင်